ကကပစီမံကိန်းဟာ KNU အဖွဲ့ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီးငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမြေကိုဥပဒေမဲ့အလွဲသုံးစားလုပ်ခဲ့တာဖြစ်တယ်လို့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။ KK Park နဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မီးမြန်းချက်တွေအပေါ်ပြန်လည်ဖြေကြားရမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကအထပ်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါရယ်။ အဲ့ဒီတဲ့င်းချက်လက်တွေကြည့်ရင် KK ပတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမျိုးကိုဥပဒေမဲ့ဆိုတာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးညီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့ဒီနေရာပေါ်မှာလှုပ်ဆောင်နေတဲ့ရောင်းစားလုပ်ငန်းတွေကိုလည်းအခကျင်းငွေယူပြီးကြီးစား ကာကွယ်မှုများလှောက်ဆောင်ပေးနေတာပဲဖြစ်ပါတယ်ဒီလုံခြုံရေးရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်အွန်လိုင်းလောင်းစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွေနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှောက်ဆောင်ပေးနေတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင် တနိုင်ငံလုံးကိုလက်ညှိုးထိုးကြောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းပြတ်သမားတွေဖြစ်တဲ့ GNU အဖွဲ့ကိုနိုင်ငံတကာနဲ့ တိုင်းသားပြည်ပပြည်သူတရားလုံးကဝိုင်းဝန်းဆိုင်ကြဖို့လူချောင်းပြောကြားလိုပါတယ်။ KK Park နယ်မြေဟာမော်ရီမြို့တောင်ဘက်မဲထော်တလေးကျေးရွာအနီးတောင်ရင်မြေကန်ဘေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနေပြီမှာရှိကြောင်း BDF ရဲ့ရွှေကောက်ကိုမြို့သစ်စီမံကိန်းဟာမော်ရီမြို့ရဲ့မြောက်ဘက်မှာတည်ရှိကြောင်း KK Park မြို့သစ်စီမံကိန်းမှာအနောက်ဘက်မှာ၄ကီကောမြို့သစ်ရှိကြောင်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။အဲ့မှာတော့ဒါငញ្ញဲအကျိုးပန်းမှုအထိမ်းအမှတ်ဖြစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တဲ့ KNU ရခိုင်ဥက္ကဋ္ဌစောမှုသူစေဖို့တော်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေဂန်ကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်ကေကေဘတ်ချီမန်ငင်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအီအလင်းဆိုတဲ့ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့တနဝူးလောက်ွက်အတွက်လုပ်ငန်းမြေငားရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲဒီသဘောတူစာချုပ်ရဲ့မြေငားပေးသူတိသက်တွေများမှာပူလီအလင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌရိုးစောကော်ထူဝင်းက KNU ဘဏ္ဍာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခင် KNU ကာကွယ်ရေးဌာနတာဝန်ခံ ပုံမူကြီးစောရောဂျာခင်ကလည်း KNU ဘန်နာရေးကော်မတီဘိုအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်ဒီစာချုပ်မှာငားရဲလိုတဲ့မြေစုစုပေါင်းဧက100ခန်းကိုနှစ်ပေါင်း30ငားရဲဖို့သဘောတူထားခဲ့တာကိုလည်းတွေ့ရပြီးအဲ့စာချုပ်တွေဟာခိုင်မာရှိနေတဲ့စာချုပ်တွေဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်စာချုပ်ကအချက်လက်တွေအရဆိုရင်တေဧကကိုတစ်နှစ်ဗတ်3500လုံးတဲ့မြေတရားဧကအတွက်တစ်နှစ်လင်းဗတ်၃တန်းခွဲဖြစ်ပြီး၆လ၃၀ ပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘာငါသိန်းတတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေ့မှာလုံခြုံရေးစိတိုးမြင့်ပေးမယ်လို့လည်းအိုက်စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။2022ခုနှစ်မေလရဲမှာ KNU နဲ့ TransAsia International Holding Group တို့ကြားမှာစာချုပ်ထပ်မံချုပ်ဆိုရမှာ မိုးလက်ဤအလင်းကုမ္ပဏီမဟုတ်တော့ဘဲ KNU ကဘူမှုချုပ်အစင်းရှိသူဦးစီးတဲ့ Throstar Company နဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာကိုတွေ့ရကြောင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေထဲမှာအရင်ကကုမ္ပဏီတစ်ခုနဲ့ကမရီးယားနိုင်ငံတီဟာနုဘေးစီးပွားအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်2022ခုနှစ်မေလထဲမှာ KNU နဲ့ Fund Asa International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလ၏အလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU က ဘုံမှုစုပ်အစင်စီတဲ့စောနေမီလွင်ဦးစီးတဲ့ Truster Company နဲ့စာချုပ်ပြောင်းတဲ့ချုပ်ဆိုခဲ့တာ တွေ့ရတယ်။ပြပရင်းနှီးမြုံနှံသူတွေမှာတော့ဒါရခိုင်ကော်မတီတခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီဝါရေးအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ အဆိုပါတီဟာနုဘေးဆိုတဲ့နေရာဟာကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကအွန်လိုင်းလောင်းကစားတွေကိုအရေးယူမယ်လို့2019ခုနှစ်ဩဂုတ်လ16ရက်ကကြေညာလိုက်တဲ့နောက်ပိုင်းမှာအဆိုပါအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုပြောင်းရွှေ့လာတယ်လို့သိရကြောင်းလဲ၎င်းကပြောပါရယ်